ဝိဇ္ဇလူကိုယ်တိုင်အသက်ရှင်နှစ်ဆေးဆက်တာတော်မူခြင်းကိုခံရတယ်။ဘုန်းတော်ကိုအလွန်ကြီးမားတော်မူတဲ့ယေဇကျိုဆရာတော်ဘုရားကြီးအကြောင်းကိုတင်ဆက်ပေးပါမယ်။တတော်ရှိဆရာတော်ကြီးများကိုလ ీల မှတ်တမ်းတင်ရမှာတတော်ရှိုံသာမကဖြစ်ရဆန်းတွေရှိကြတယ်။ပုဂ္ဂိုလ်သူများကိုလည်းဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ကအထူးစိတ်ဝင်စားကြောင်းလ ీల တွေ့ရှိရပါတယ်။လ ీల တွေ့ရှိသမျှကိုစည်ရင်ပြုစုကြည့်တဲ့အခါယေဇကျိုဆရာတော်ကြီးဆိုပြီးထင်ရှားကျော်ကြားတော်မူခဲ့တယ်။ ဆီယာရောဘဒ္ဒနာခန္ဓာတာရမထေမြတ်ကြီးဟာလည်းတပါးပါဝင်ဖြစ်ပါတယ်။ရေစကြိုဆီယာရောဖျားကြီးရဲ့ထေရုပတိအချင်းကိုဖော်ပြရရင်တော့ဆီယာရောကြီးကို1833ခုနှစ်မတ်လ18ရက်တနင်္လာနေ့မှာပခုတ်ကိုခရိုင်မြိုင်မြို့နယ်ရောင်မင်းသားရွာမှာ ခမဲတော်ဥလူပူမဲတော်ဒေါ်မီကဲတို့မှ ဖွားမြင်တော်မူခဲ့ပါတယ်။မွေးချင်း9ယောက်ထဲကမှအငယ်ဆုံးသားဖြစ်ပြီးဇာတာအမည်မောင်ကြီးလင် အမည်ရင်းမှာမောင်ပိုးထက်ဖြစ်ပါတယ်။ မောင်ဖိုးထက်လေးဟာ1844ခုနှစ်မှ1848လေးနှစ်တိုင်အောင် အလဲကန်းရွာမင်္ဂလာကျောင်းဆရာတော်ခင်ကြီးတိုင်းထံမှပညာသင်ကြားခဲ့ပါတယ်1848ခုနှစ်မှာမင်္ဂလာကျောင်းဆရာတော်ထံမှပဲရှင်သာမဏေပြုခဲ့ပါတယ်ခရစ်နှစ်1858ခုနှစ်မှာရေစကြိုမြို့အောင်မြေတာယာကျောင်းတိုင် ရှင်ဝရတန်မောတိထံမှပိဋကတ်ပါဠိအထကထာဒီဃများကိုသင်ယူခဲ့ပါတယ် မန္တလေးအရှိပြင်မဟာဝိတုဒ္ဒရာမတိုင်သဒ္ဒနာပိုင်ဆရာတော်အရှင်ကြီးရထံမှလည်းဆက်လက်စာပေတင်ဝင်ရခဲ့ပြီးသဒ္ဒနာပိုင်ဆရာတော်ကြီးကကန္နတာရမီတဲ့ငါဤတပည့်သားဟာပစ္စည်းလေးပါးကိုမငဲ့ညာမှုပြိယုစင်အလှကံမလိုက်ပဲနိကေငါးပြာစာဝါပို့ချပြီးဗုဒ္ဓမြတ်စွာသာသနာတော်ကိုစောင့်ရှောက်လိုက်မယ်လို့အာရဝန္တာချီးမွမ်းခြင်းကိုခံရတော်မူပါတယ်။ရေစကြိုးဆရာတော်ဖျားကြီးဗဒ္ဒနာကန္နတာရရဲ့တိလသမารီပညာကုံဟာ မွေးပြန့်လွန်းလာကြောင်းမင်းနှုံးမင်းနဲ့မိဖုရားကောင်ကြီးတို့ကအလွန်ကြည်ညိုတော်မူပြီးဘွဲတစိတ်တော်ဆက်ကပ်ခဲ့ပေမယ့်ဆရာတော်ကြီးဟာညှင်းပယ်တော်မူပြီးဆုံးကုန်းကိုသာခွင့်ပြုတော်မူခဲ့တဲ့ဆရာတော်ကြီးပဲဖြစ်ပါတယ်။ဆရာတော်ကြီးပြန့်လွန်းတော်မူမူမီမကြမ်းမမာဖြစ်နေတဲ့အချိန်အိယာပေါ်မှာလဲလျောင်းနေကြိုက်မှာအသက်30ခန်းရှိတဲ့ပုဂ္ဂိုလ်တယောက်ဆရာတော်ကိုလာရောက်ဖူးမြော်ပါတယ်။တာမန်လူနဲ့မတူပဲထူးခြားနေတာကြောင့်ဆရာတော်ကြီးကတင်အပေပုဂ္ဂိုလ်လဲလို့မေးလိုက်တော့အဲ့ဒီပုဂ္ဂိုလ်က သူဟာဝိဇ္ဇတို့တပါးဖြစ်ကြောင်း CRG မကြမ်းမမာဖြစ်နေခြင်းကိုသိရှိလာကြောင်းမိမိတို့ဝိဇ္ဇတို့အတန်နဲ့ဖော်ဆက်ထားတဲ့စီတော်ကြီးကို လာရောက်ဆက်ကတ်တော်မူခြင်းဖြစ်ကြောင်းရှောက်တင်ပါတယ်။ CRG ကဘလို့စီတော်ကြီးလဲလို့မေးတော်မူတော့ဝိဇ္ဇတို့ကစာတတုဝိဇ္ဇာမေယပြာစီဟုခေါ်တွင်ကြောင်းအင်းကိုမူဂုံတော်ကိုပါအင်းတို့မဟုတ်ဖျားကိုစုအင်းတမုတ်တင်အင်းဟုခေါ်တွင်ပါကြောင်းရိုသေးစွာရှောက်ထားလျက် CRG ဖျားကြီးရှိတော်မှောက်မှာပြောက်ွယ်သွားပါတယ်။ ထူးဆန်းတာကဝိဇ္ဇတူကြီးဟာ နောက်ထပ်ဖော်ဆက်စီရင်နိုင်စီဖို့စေးဖော်ဆက်နီးနဲ့အင်းစီရင်နီးတွေကိုကျောင်းနီးရှိငှက်ပြောပင်ကငှက်ပြောရက်တွေပေါ်မှာသူ့တကူ80ဘတ်နဲ့အခိယာတင်ရေးသားထားခဲ့တာကြောင့်ပါတိသူဖော်ဆာမတိသူကြော်သွားလို့ယူဆပြီးဝိဇ္ဇတူကြီးငှက်ပြောရက်ပေါ်မှာအခိယာတင်ရေးသားခဲ့တဲ့စေးဖော်ဆက်နီးအင်းအစီရင်များကိုဖော်ပြပေးပါမယ်ပထမစားသက်တူ ဆလင်းစား30ချက်သားဇာရိဖို့တီ30ချက်သား၎င်းနှစ်ပါးကိုတမယာရီ30ချက်သားနဲ့ရောချိတ်ပြီးနေသွေးအောင်လှန်လုံသွင်းစော်3တက်မှန်ဖွဲငါးတင်းနဲ့ချရွေဖုံအလိုချမ်းစီအိမခွဲယူပထမပြာဖြစ်တော်ဒုတိယစားတတူပထမပြာတွင်ကနခု30ချက်သားရေနံကြီး30ချက်သား၎င်းနှမျိုးကိုရောချိတ်နေသွေးအောင်လှန်လုံသွင်းစော်ထက်မှန်ဖွဲငါးတင်းနဲ့ချင်းချရွေဖုံ အလိုချမ်းစဉ်အီးမခွဲယူဒုတိယပြဖြစ်တော်တတိယစာတတုနောက်ဆုံးစာတတုဒုတိယတတုပြတွင်မဟာကာကျန်စစ်30ချက်သားရေနံကြီး30ချက်သားနှင့်ရောကျိန်နေသွေးအောင်လှမ်းလုံသွင်းစော်သုံးတက်မှန်ဖွဲငါးတင်းနှင့်ကျင်းချ၍ဖို့အလိုချမ်းစဉ်အီးမခွဲယူနောက်ဆုံးပြဖြစ်တော်အခုဖော်ပြပေးတဲ့စီးနီးဟာဝိဇ္ဇရူပေးခဲ့တဲ့စာတတုဝိဇ္ဇာမယပြစေဖော်ဆက်နေပဲဖြစ်ပါတယ် တာမန်လူတို့နားလည်ရခက်ပေမဲ့လော်ကီအစီရင်ကို နားလည်တဲ့လူတချို့ကတော့ကောင်းစွာသဘောပေါက်ကြပါလိမ့်မယ်။နောက်ဆုံးရရှိတဲ့ပြားငါးမှတ်သားကိုတမယာရီတပိတ်သားတွင်ထဲနနက်တစွန်းညတစွန်းတောက်အဲ့ဒီစေးကုံရင်66ပါးယောဂအားလုံးဖြောက်ကင်းရုံမကဘူးအသက်ရာထောင်ရှည်ပြီးအမြဲအစဉ်16နှစ်သားကဲ့သို့အရွယ်တင်နှုပြိုလိမ့်မယ်လို့လည်းဆိုပါတယ်။ရှင်စကြိုဆရာတော်ဘုရားကြီးနဲ့ဝိဇ္ဇတို့တို့တွေ့ဆုံခဲ့ပုံစေးတော်ဆက်ကပ်ပုံ အင်းတော်စက္ကပ်ပုံတွေကိုဆရာတော်ဦးကန္ဓမာက မှတ်တမ်းတင်ခဲ့တာကြောင့်နှောင်းလူတို့မှတ်သားသိရှိရခြင်းဖြစ်ပါတယ်။ယေစကျိုးဆရာတော်ဖျားကြီးဟာတက္ကရာ1286ခုနှစ်သတင်းကျွန်းလာပြည့်ကျော်နှစ်ရက်နေ့မှာပဲဘဝနဲ့ထံပြန်လည်တော်မူခဲ့ပါတယ်။သီလတမာတိပညာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်သူဆရာတော်ဖျားကြီးတွေဟာအင်မတန်မှထူးခြားတဲ့ဖြစ်စဉ်များနဲ့ပြည့်နှက်နေပါတယ်။လူမင်းဖုံးကြီးတော့နမင်းမနေတာဆိုတဲ့အတိုင်းတချို့သောဆရာတော်ဖျားကြီးတွေဆိုရင် ။တရားမင်းကလာရောက်ရှိခိုးတာမြမကြီးတွေလာရောက်စီးကတ်တာတွေလည်းအများပြားရှိကြပါတယ်။အဲ့လိုထူးခြားလာတဲ့ပုဂ္ဂိုလ်ကြီးတွေထဲမှာမှဂျေဇုကျော်ဆရာတော်ဘုရားကြီးဗဒ္ဒနာကဏ္ဍတာရာဟာလည်းတပားအပါဝင်ဖြစ်တာကြောင့်တင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်။နားဆင်ခဲ့ကြတဲ့မိတ်ဆွေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။